ာတိစောပါကျွန်တော်ရဲ့ RPN RK မြန်မာ YouTube Channel လေးကနေဒီထိစောပြန်လေးကြိုဆိုလိုက်ပါတယ်။ BNA Foreign Agency ကနေတင်ဆက်ထားတဲ့မြန်မာနိုင်ငံရေးထိကအရိခတတရဲ့အခမ်းအနားဆိုတဲ့ဘာသာပြန်ဆောင်ပါလေးကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အဆုံးထိနားဆင်ပေးကြပါအောင်ဗျ။မြန်မာနိုင်ငံရေးထိကအရိခတတရဲ့အခမ်းအနားမဟာမိတ်တွေနဲ့နှစ်နှစ်ကြာဆက်ရေးဖော်ဆောင်ပြီးချိန်မှာတော့ အရခတ်တော်အေဟာအရခနေဆက်တွေနဲ့စိတ်ကန်းတွေကိုထိရှုပ်ထားနေခဲ့ပါတယ်ဒီလိုဖြစ်လာမယ်ဆိုတာဘသူမှကြုံမသိခဲ့ကြပါဘူးမြန်မာပြည်တွင်းစစ်ကိုရုတ်ချင်းဆန်ဆန်အလှည့်ပြောင်းတစ်ခုဟာပြီးခဲ့တဲ့2023 အော်တိုဘာလ28ရက်နေ့ကဖြစ်စေခဲ့ပါတယ်။တက်တုံမြမြောက်ခွန်စစ်စင်ကြီးကိုစတင်နိုင်ခဲ့ကြတဲ့ညီတော်မဟာမိတ်တုံးပွဲပူပါပြီးအာနာသိန်းစစ်တပ်ကိုပထမဆုံးတိုက်ခိုက်ခဲ့ကြတာပါ။အဲ့ဒီညီတော်မဟာမိတ်အဖွဲ့ထင်မှာအရကတက်တော်အေးတောင်းအမျိုးသားတလရေးတက်တော် TNL မြန်မာဒီမိုကရက်တစ်မဟာမိတ်တက်တော် MNDA အပါအဝင်ပြီးတရုတ်နေဆက်တချို့မှာမြန်မာစစ်တပ်ရဲ့စစ်စခန်းတွေရေစခန်းတွေကိုတပင်းတွေတိုက်ခိုက်ခဲ့ကြပါတယ်။အင်အားကြီးမာတဲ့ မြန်မာစစ်တပ်ကိုမဟာမိတ်တွေနဲ့အတူတိုက်ပွဲဝင်ရတာတက်တန့်လူသေးတဲ့အာရကတတော်တွေအရှိပါခဲ့ပါတယ်။အာရကတတော်တွေစီအတွက်ဂျုံများစွာရရှိစေခဲ့ပြီးအာရကတတော်ဒေသမှာစစ်စင်ရေးတွေလှုပ်ဆောင်လာနိုင်မှာဖြစ်ပါတယ်။ TNLA နဲ့ MNDA ဟာသူတို့ရဲ့နေမျိုးတွေစုမိုးရင်နဲ့ဥစ္စာဖမ်းမျိုးရေးအတွက်ရည်ရွယ်ကြပင်ပင်မြန်မာပြည်တွင်းကတခြားလက်နက်ကိန်တွေလိုအရခတ်တတော်ကတော့အရခတ်ဒေသကိုပိုင်အုပ်ချုပ်ရေးကိုတောင်းဆိုတာဖြစ်ပါတယ် ကောင်းစွာလက်ကျင့်လင်းနှင့်အပြည့်စုံတက်ဆင်ထားတဲ့အာရခတက်တို့စစ်တီတွေဟာ2016ခုနှစ်ကတည်းကအာရခဒေသတွေကိုဝင်ရောက်လာခဲ့ကြပြီးမြန်မာစစ်တပ်ကတိုက်ခိုက်ဖို့အသင့်ဖြစ်နေခဲ့ကြပါတယ်။ဒါပေမဲ့အုပ်ချုပ်သူတွေကအာရခလူတို့ကိုမြန်မာလူအဖွဲ့အစည်းရဲ့တစိုက်တစ်ပိုင်းအဖြစ်စစ်ဆန္ဒမျိုးပတုံးကားမှမရှိခဲ့ပါဘူး။ဥဒေသိဥဆောင်ခဲ့တဲ့ပထမဆုံးဒီမိုကရေစီတပိုင်းအစိုးရလက်ထက်မှာ2025ခုနှစ်မေလမှာတနင်္ဂနွေလဆင်ရပြည်ခရရေးစီ NCA ကိုလက်မှတ်ရေးထိုးကြပါတယ်။ နှစ်ဖက်အပြစ်ခတ်ရစီသဘောတူစာချုပ်ကိုတင်ရင်သာလက်နက်ကင်ရှစ်ဖွဲ့လက်မှတ်ရေးထိုးခဲ့ပြီးခဏဘွဲ့ကငြင်းဆိုခဲ့ကြပါတယ်။အစိုးရနဲ့တပ်ဖွဲ့တွေဖြစ်ပွားတဲ့ကရှင်လက်မျိုးရေးတပ်တော် KNA အပါအဝင်တခြားလေးဘွဲ့ကလည်းလက်မှတ်ထိုးဖို့ပေးချခဲ့ပါတယ်။ TNL နဲ့ MNDA ကိုတို့ဖိတ်ကြားထားတာမပြုခဲ့ပါဘူး။ NCA မှာပါဝင်ရမယ့်လက်နက်ကင် အဖွဲ့တွေကိုတက်မှတ်ရမှာတင်ရင်သာဆိုတဲ့စကားဟာအရေးပါပါတယ်။အဲ့ဒီတက်မှတ်ခြင်းနဲ့မပြတ်မီတဲ့အတွက်အဖွဲ့အစ်ဖြစ်တဲ့ ရခတက်တို့ဟာဖိတ်ခေါ်မခံခဲ့ရပါဘူးတင်းသားလက်နဲ့ကင်အဖွဲအဖြစ်တောင်အတိမတ်ပြုတ်မခံကြတာကအရခတက်တို့တွေစိတ်ပြေတောတာထွက်စရာဖြစ်ခဲ့ပါတယ်အဲ့ဒီလိုအတိမတ်ပြုတ်မခံရရင်တခြားဒေသတွေလိုကိုပင်အုပ်ချုပ်ရေးအတွက်စဉ်းစားရှိဟာလေဘရောမှာဖြစ်လာမှာမဟုတ်ပါဘူးအရခလူထုတွေထပ်ပြီးစိတ်ပြေစရာတွေကြုံတွေ့ ရပါတယ်ထွေထွေရွေးကောက်ပွဲမှာရခိုင်မျိုးသားပါတီ ANP ကအရိကဒေသမှာနေရအများစုကိုအနိုင်ရခဲ့ပေမဲ့ဘာစီမံအုပ်ချုပ်ခွင့်အနာဘောမှာပြည့်အပ်မခံခဲ့ရပါဘူးအဲ့ဒီစာတနေကတော့မှာအနိုင်ရခဲ့တဲ့ဒေါက်အဆန်းစုကြည်ရဲ့မျိုးသားဒီမိုကရေစီဖွေရှုံ NLD ကပဲမျိုးသားညီညွတ်ရေးအကြောင်းပြချင်တဲ့ ပြည်နေဝန်ကြီးချုပ်နေရာကိုရှာယူခဲ့ပါတယ်။ဒါကအရိခလူထုကိုထက်ပြီးစစ်ပစ်ဒေါသထွက်စရာဖြစ်စေခဲ့ပါတယ်။ကိုဗင်အုပ်ချုပ်ခွင့်အရာကြီးဟာအရိခလူထုအတွက်အသစ်ဆန်လို့မဟုတ်ပါဘူး။ဒုတိယကမ္ဘာစစ်အတွင်းမှာဂျပန်နဲ့တွေအားကြာရောက်ခဲ့ပေမဲ့နောက်ပိုင်းမှာကိုဗင်အုပ်ချုပ်ခွင့်အာဏာမျိုးပိတ်ခဲ့ပါသေးတယ်။အရိခလူထုကိုအရိခန် Defense Force လို့ခေါ်တဲ့အရိခကာကွယ်ရေးတပ်ကိုလည်းထူထောင်ခွင့်ပေးခဲ့ပါတယ်။ စစ်ကြီးမပြီးခင်မှာပဲ ADF ဟာမဟာမိတ်တွေနဲ့လက်တွေ့ခဲ့ပြီးဗမာပြည်ရဲ့အရေးပါတဲ့တပ်တခုဖြစ်လာခဲ့ပါတယ်။ပထမမျိုးဆက် Arkan Army ကိုကရင်အမျိုးသားစေယုံ KNU အထောက်ပံ့နဲ့1990တကူဖေဖော်ဝါရီလမှာတည်ထောင်ခဲ့ပါတယ်။ ကောင်းဆောင်ကတော့ဘူချုပ်ခင်ရာစာဖြစ်ပါတယ်1994ခုနှစ်ဇန်နဝါရီလမှာပဲအေအပါဝင်တခြားလက်နက်ကိန်း၃ဖွဲ့ပါစီပြီးတော့ National United Party of American NUPA ကိုဖွဲ့စည်းခဲ့ကြပြီးလက်နက်ကိန်းတပ်အဖြစ် American Army အမည်ကိုမှတ်ခိုးခဲ့ကြပါတယ်1998ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့မှာဘူချုပ်ခင်ရာစာအပါဝင် NUPA ကို AA ခေါင်းဆောင်တွင်နဲ့ KNU ခေါင်းဆောင်တို့ချို့လိန်လေတက်ဖြတ်ခံခဲ့ကြပြီးနောက်မှာအရခလွန်မြောက်ရေးထောက်ရှာမှုတွေရှုံရင်သွားခဲ့ကြပါတယ်အရခတပ်တို့ကိုတော့နထောင်းကိုကိုနဲ့အပိလာစင်းနဲ့မှာကရှင်ပင်နေလိမ့်စာမှာဖွဲ့စည်းခဲ့ပါလိအရခတပ်တွေရဲ့နိုင်ငံရေးဥဆောင်ဖွဲ့စည်းကတော့ရခိုင်မျိုးသားအဖွဲ့ချုပ် UL ဖြစ်ပါတယ်အရခတပ်တို့ကိုကရှင်လွန်မြောက်ရေးတပ်တို့ KNA ရဲ့စစ်တပ်အကယ်ဒမီကလက်ကျင်ပေးခဲ့ပြီးနောက်ပိုင်းမှာတော့ကိုရိုင်းလက်နဲ့ တက်စင်လက်ကျင့်ခေကြပါတယ်အရိကတတို့တီထောင်စအစိုးပိုင်းကာလတွေမှာ AA ဟာ KNA အပါဝင်တခြားအဖွဲ့ဝင်တွေနဲ့အတူတိတ်ပွေးတွေတိတ်ပွေးနင်းနာတွေတိုးတွင်တက်ခရီးပညာတွေကိုအတွေ့အကြုံရယူခဲ့ပါတယ်အရိခာဒေတာကို2016ခုနှစ်မှာခြေချလာခဲ့ပေမဲ့အေဟာမဟာမိတ်အဖွဲ့ဝင်အဖြစ်ဆင့်ရှင်နေခဲ့ပါတယ် အဲ့ဒီလိုဆက်ရှိနေမှသာစစ်ပစ်စင်ရအထောက်ပံ့တွေကိုတရုတ်နေဆက်ဖြတ်ကျော်ရနိုင်မယ်လို့ယူဆပုံရပါတယ်။ဒေါ်ဆန်စုကြည်ဦးဆောင်တဲ့အစိုးရအဖွဲ့ဟာ2020ခုနှစ်မှာအရခတ်တက်တော်အေကိုတရုတ်သားလက်နက်ကင် တက်အစားချန်ပီယံအဖွဲ့အဖြစ်ကြီးညာခဲ့ပါတယ်။2020ခုနှစ်ဖေဖော်ဝါရီလဆန်နာသိမ်းပြီးနောက်ပိုင်းမှာအရခတ်ဒေသဟာတည်ငြိမ်နေတဲ့အတွေ့ဆန်နာတိုင်းစစ်တပ်ကအချန်ပီယံအဖြစ်ကနေပြစ်ဖြစ် ပေးခဲ့ပါတယ်။ ဒါဟာအာရကတက်တို့အတွက်အခွင့်အရေးဖြစ်ခဲ့ပြီးဒေသခံတွေအကူအညီနဲ့အင်အားတည်ဆောက်ခဲ့ပါတယ်။အရင်ကအင်အား9ထောင်ခန့်သာရှိခဲ့ပေမယ့်တရုတ်ပြည်ထောက်လက်နက်တွေနဲ့အပြည့်အဝလေ့ကျင့်ထားတဲ့တပ်သား4,500ကျော်ခန့်အထိတော်ခမန်ဒီလီအင်အားထွာလာခဲ့ပါတယ်။တပ်သူများနှုတ်ခွန်ဆစ်စင်ရေးဒုတိယအပိုင်းမှာအာရကတက်တို့ဟာအန်မျိုးရှိနောက်ပိုင်းတွင်စစ်ဌာနချုပ်ကို2024ခုနှစ်ဒီဇင်ဘာလမှာတင်ပိတ်နိုင်ခဲ့ပါတယ်။အဲ့ဒီနောက်မြန်မာစစ်တပ်က အီဂိုအကျံဖက်အဖွဲအဖြစ်ထပ်မံကျင်းပခဲ့ပြန်ပါတယ်အာရကတက်တော်ဟာအာရခဒေတာကိုအခြေချလာပြီးနောက်မှာအာရခရိုဟင်ဂျာကေတင်ရစ်တက်အာဆာနဲ့လေထက်တိတ်တွေ့ခဲ့ပါတယ်အာရခတက်တော်ဟာရခိုင်လူမျိုးဗုဒ္ဓဘာသာတွေဖြစ်ပြီးအာဆာကတော့ရဟင်ဂျာမွတ်စလင်တွေဖြစ်ပါတယ်ဇာတိမြေအတွေ့တိုက်ခိုက်ပြီးရှင်းတန်းဖို့ရုန်းကန်နေရတဲ့အာရခတက်တော်အတွက်ရဟင်ဂျာတွေနဲ့လေဆန့်ကျင်ဖြစ်ဖြစ်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲ2016ခုနှစ်2019ခုနှစ်မှာမြန်မာစစ်တပ်ဟာအာဆာကိုပြစ်မှတ်ထားတိုက်ခိုက်ပြီးတိမ် ီကမောင်းထုတ်ခဲ့ပေမဲ့ဟာရီခတ်တက်တို့ကတော့အလေးနည်းသိထားခင်ဟန်မတူပါဘူးအာဆာကိုအချမ်းပြအဖွဲ့အဖြစ်မြန်မာအစိုးရက2019ခုနှစ်အဂုလ25ရင်းနဲ့မှကြီးညာခဲ့ပါတယ်။အကြောင်းကတော့မြန်မာအကျိုးစီးပွားနဲ့မကိတ်ညီတဲ့ပြင်ပအကြံဖြင့်အုပ်စုတွေနဲ့ဆက်ဆက်နေတာကြောင့်လို့ဆိုပါတယ်။မြန်မာစစ်တပ်ရဲ့အာဆာကိုတိုက်ခိုက်ခဲ့တဲ့စစ်စင်ကြီးကြောင့်ဒုက္ခသည်အများပြားဟာနေဆက်ကိုဖျက်ချပြီးဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယကိုဝင်ရောက်လာခဲ့ကြပါတယ်။ ဲ့ဒီချင်းကမြန်မာစစ်တပ်ကိုနှုတ်ပြတက်ကြွတဲ့ဗုဒ္ဓဘာသာပုံကြီးရှင်ဝီရသူလွှမ်းမိုးတဲ့ကာလလို့လည်းဆိုပါတယ်မြန်မာလူမျိုးအများစုဟာထေရဝါဒဗုဒ္ဓဘာသာတွေဖြစ်ပြီးရှင်ဝီရသူလိုပုဂ္ဂိုလ်တွေရဲ့နှမ်းမမှုရှိပါတယ်။ဝီရသူကိုဘာသာရေးအမုံတရားဖို့ပြုမှုနဲ့2003ခုနှစ်မှာထောင်တန်း25နှစ်ရှမှတ်ခဲ့ပေမဲ့2011ခုနှစ်မှာပြန်လည်လွတ်မြောက်ခဲ့ပါတယ်။2012ခုနှစ်မှာဝီရသူကဥသိမ်းစိန်ဆူရကိုထောက်ခံခဲ့ပြီးမွတ်စလင်ဒီကိုတတိယနိုင်ငံပုဂ္ဂိုလ်အစည်းအဝေးရေးဆွဲခဲ့ပါတယ်။ 2014ခုနှစ်မှာတော့အမျိုးဘာသာသဒ္ဒနာစွန့်ချရေးအဖွဲ့မဘာသာကို ဖွဲ့စည်းခဲ့ပါတယ်အမျိုးဘာသာသဒ္ဒနာစွန့်ချရေးအဖွဲ့မဘာသာရေးချက်ကလူမျိုးရေးကာကွယ်တာဖြစ်ပြီးဗမာတွေဟာဗမာတွေအတွဲဆိုပြီးကြွေးကြော်ခဲ့ပါတယ်ဝိဒသူဟာမြန်မာနိုင်ငံမှာရှိတဲ့မွတ်စလင်တွေနဲ့အခွင့်အရေးတွေကိုကန့်သတ်တဲ့ဟိုးပြုတ်ရှိတဲ့ကြောင်းလူသိများပါတယ်2016ခုနှစ်2018ခုနှစ်အတွင်းမြန်မာစစ်တပ်ရဲ့ရိုဟင်ဂျာတွေပေါ်ရှင်းလင်းမှု စစ်စင်ရေးတွေဟာဝိရသူရဲ့မွဆလင်ဆန့်ကျင်ဟိုးပြုတ်ရှိတဲ့နယ်စစ်ဆက်နေနိုင်ပါတယ်2019ခုနှစ်မှာအစာဟာအရခဒေတာကပျောက်ကွေလူနေပါဖြစ်ခဲ့ပြီး2019ခုနှစ်မှာ2020မှာတော့အရခတပ်တို့ရဲ့ထုတ်စစ်တွေစတင်ခဲ့ပါတယ်လက်ရှိအချိန်နေတက်တုံမြနှစ်ခွန်စစ်စင်ရေးစပြီးတဲ့နောက်မှာနိုင်ငံတော်ဝန်မာလီထုတ်စစ်တွေစတင်ခဲ့ပြီး 2023ခုနှစ်နိုဝင်ဘာလ23ရက်နေ့မှာအာရခဒေတာမှာရခိုင်ထိုးစစ်ကရင်ဒီမှာစစ်စင်ရေး1133တမြခွန်1111နဲ့အတခြားထိုးစစ်တွေအဖြစ်စကိုင်းတိုင်းနဲ့ရှင်းပြည်မှာလေးဆောင်ရွက်ခဲ့ကြပါလေ။ဒေတာမြနှုတ်ခွန်စစ်စင်ရေးဒုတိယပိုင်းမှာ TNL နဲ့ MDA ဟာရှမ်းမြောက်တခုလုံးဒီပါနဲ့မြို့တော်ဖြစ်တဲ့လမ်းရှုပ်ကိုတင်ပိတ်ခဲ့ပါလေ။ အရခတဲ့တို့ကလည်းအရခဒေသတစ်ခုလုံးကြီးပါကိုသိပ်ပိတ်နေခဲ့ပြီးအထူးကစက္ကံမျိုးတွေဖြစ်တဲ့စစ်တွေနဲ့ကြောက်ဖြူသားကြံမာတွေမြန်မာနိုင်ငံမြန်မာစစ်တပ်ရဲ့အရှင်းမြတ်တိန်စစ်ဌာနချုပ်ကို2024ခုနှစ်ဩဂုတ်လ၃ရက်နေ့မှာ MNDA ကတင်ပိတ်ခဲ့ပြီးအမ်းမြို့မှာရှိတဲ့အနာပိုင်တိုင်းစစ်ဌာနချုပ်ကိုအမေရိကန်တပ်တို့က2024ခုနှစ်ဒီဇင်ဘာလမှာတင်ပိတ်ခဲ့ပါတယ်။ နေမြေခံစစ်ဌာနချုပ်နှစ်ခုကိုတွန်လိုင်းတက်တွေတင်ပိတ်ခဲ့ပြီးမြန်မာစစ်တပ်မှအကြီးတန်းအရာရှိအများပြားဖမ်းဆီးခံခဲ့ရပါတယ်။အရကဒေတာရှိမောင်တိုးကိုတင်ပိတ်ပြီးတဲ့နောက်မှာ290ကီလိုမီတာရှည်လျားတဲ့မြန်မာဘင်္ဂလားနေဆက်တစ်ချက်ကိုအရကတက်တူကထိချုပ်နေခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့ချောင်းဝန်စစ်ဆင်မှုနဲ့အနာသိစစ်တပ်နဲ့ MND အကြား 2025ခုနှစ်ဇန်နဝါရီလမှာအပြစ်ခတ်ရစီခဲ့ပါတယ်။အဲ့ဒီနောက်မှာ MDA ဟာလောင်းချုံမြို့ကိုလစ်လွတ်ခဲ့ပါတယ်။ TNL ဟာလည်းအပြစ်ခတ်ရစီရေးဆွေးနွေးပြီးမြန်မာစစ်တပ်က TNL တိမ့်ပိတ်ထားတဲ့အနေမျိုးအများစုကိုတောင်းဆိုနေပါတယ်။စစ်စင်ရေးမဆက်ခင် နေမျိုးတွေကို ပြန်ပေးဖို့ TNL လက်မခံတဲ့အတွေ့အပြစ်ခတ်ရစီရေးမဖြစ်လာသေးပါဘူး။ MDA ကတော့ 2025ခုနှစ်ဇန်နဝါရီလကတည်းကအပြစ်ခတ်ရစီနေရက်တည်နေပြီး TNL ကိုရှီမုံနိုင်ရေးအတွက်အထောက်အပံ့တွေဖြတ်တောက်ပေးဖို့တရုတ်နိုင်ငံကိုမြန်မာစစ်တပ်ကတောင်းဆိုခဲ့ပါတယ်တရုတ်ကလည်းလက်လျှော့ပေးခဲ့ပြီးနေဆက်ကိတ်တွေကိုပြစ်ပတ်ခဲ့ပါတယ် ဒီအချက်တွေကြောင့်မြန်မာစစ်တပ်ကပြည်မကြီးနဲ့တရုတ်နေဆက်ချမှာတင်းနယ်လေးကိုအပြည့်ထံထုစစ်ဆင်နေခဲ့ပါတယ်။မကြာခင်တင်းနယ်လေးနောက်ဆုတ်ရောက်ဖွဲ့ရှိနေပြီးညီတော်မဟာမိတ်တပ်ဖွဲ့ထင်းမှာအရကတက်တို့တပ်ဖွဲ့သားဂျန်ခဲ့မဲ့အနေထားဖြစ်ပါတယ်။အိန္ဒိယရဲ့ကလဒန်ပစ်စုံစီမံကိန်းတည်ရှိနေတဲ့ဖြင်းပြေပလဝဒေသကိုလေအရိခတက်တို့ ဒါထိန်းချုပ်ထားပါတယ်အရိခလူထုကတော့အိန္ဒိယစီမံကိန်းစိတ်ကမ်းတည်ရှိတဲ့ပလဲဝဒေသကိုအရိခဒေသရဲ့အစိပ်ပိတခုအဖြစ်အမြဲတမ်းယုံကြည်ခဲ့ကြပါတယ်တရုတ်နိုင်ငံလှုပ်ဆောင်နေတဲ့ Shinas Myanmar Economist Corridor CMEC တရုတ်မြန်မာစီးပွားရေးစင်ကြံစီမံကိန်းရဲ့အရေးပါတဲ့ကြောက်ဖြူရေးနဲ့စက္ကန့်အနီမှာလေအရိခတ်တို့တပ်ဖွဲ့ဝင်တွေဖြန့်ကျက်ထားနေတာကြောင့်အရိခတ်တို့ဟာစီမံကိန်းရဲ့အရေးပါတဲ့ဆွေးနွေးပွဲဖြစ်လာပါတယ် CMEC ဆိုတာဆွင့်အင်လိုအပ်ချက်ရှိနေတဲ့တရုတ်နိုင်ငံယူနန်ကိုပင်လယ်ထွက်မှပေးဖို့ရည်တာဖြစ်ပါတယ်ပြီးတော့တရုတ်နိုင်ငံရဲ့မလက်ကအချက်အတီကိုကျွလွှားနိုင်ဖို့ဖြစ်ပါတယ်အဲဒါကြောင့်အာရိကလူတို့ဟာစစ်တွေနဲ့ကြောက်ရွံ့ရဲ့နိုင်ငံတကာကုံသွေးမှုမှာကြီးမားတဲ့အကျိုးမြတ်တွေရလာနိုင်တဲ့အနေအထားတွေရှိနေပါတယ်အာရိကတပ်တို့ဟာအခြားလင်းနဲ့ဂိုင်အဖွဲ့တွေကိုပိတ်အပ်ထားတဲ့အထူးအချို့ရည်ဒေသထဲမနှိမ့်တဲ့အခြေအနေမျိုးရတဲ့အထိဘလို့မှရက်တံမှာမဟုတ်ပါဘူးဒါဟာ သူတို့ရဲ့အမျိုးသားအဆင့်ရပိုင်ခွင့်လေးဖြစ်ပါ रे အဲ့ဒီအထုဒေတာအဆင့်တန်းနဲ့အခွင့်အရေးဟာဘလော့ဖြစ်မလဲဆိုတာကတော့နာမည်ခွန်တစ်ခုဖြစ်ပါလိမ့်မယ် ULAA ဟာကြော့ဖြူနဲ့စစ်တွေရှိစကန်တွေကိုပါထိရှုပ်ဖို့လိုနေပြီးစစ်ဆက်ညှိနှိုင်းတဲ့အခါအလုပ်ဖြစ်ဖို့အတောက်ကူပေးမှာဖြစ်ပါ रे အိန္ဒိယနဲ့တရုတ်နိုင်ငံရဲ့အထူးစီးပွားရေးဆောင် SCZ စစ်တွေနဲ့ကြော့ဖြူမှာသူတို့နိုင်ငံတွေရဲ့စီမံကိန်းတစ်စိတ်တစ်ပိုင်းအဖြစ်ဖော်ဆောင်နေကြပါ रे အိန္ဒိယနဲ့ တရုတ်နိုင်ငံအတွက်ကတော့ရွေးကောက်ခံအစိုးရထက်လက်နက်ကင်တပ်ဖွဲ့နဲ့ညှိနှိုင်းရတာဖြစ်ပြီးနိုင်ငံတကာစစ်ဆင်ရေးနိုင်ငံတကာစစ်ဆင်ရေးမှာမကြားဖူးတဲ့အရာတစ်ခုဖြစ်လာပါတယ်။ပို့ချုံမှုကြီးမင်းအွန်လိုင်းဟာ2025ခုနှစ်ဇန်နဝါရီလမှာအစိုးရသည့်ပြန်ဖွဲ့ခဲ့ပြီးသူ့အဖွဲ့ကိုသူအမြင့်တဲ့လိုချင်တဲ့ရာယီသမရတာဝန်ကိုရယူခဲ့ပါတယ်ဒွန်ဆန်းစုကြည်ကိုထိမ့်သိမ်းထားပြီးရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလ2026ခုနှစ်ဇန်နဝါရီလမှာကျင်းပမယ်လို့ဆိုပါတယ် နိုင်ငံတော်အရေးပေါ်အခြေအနေကိုရုပ်သိမ်းခဲ့ပြီးအချို့နေရာတွေမှာတော့စိတ်အချို့ရဆက်ရှိနေပါတယ်။ရွေးကောက်ပွဲမတိုင်မီမြန်မာစစ်တပ်က DNL အေအချာဆွေးနွေးဖြစ်ရှင်းနေရမှာဖြစ်ပါတယ်။ဒါမှသာစစ်မှန်တဲ့ရွေးကောက်ပွဲဖြစ်လာပွဲရှိနေပြီးမဟုတ်ရင်တော့ရွေးကောက်ပွဲဟာနောက်တစ်ကြိမ်လေးဟန်ပြအဆင့်သာဖြစ်နေပါလိမ့်မယ်။ အချိန်နည်းနည်းပဲရှိတဲ့အတွက်ဘင်္ဂလားဒေ့ရှ်ကရင်ဂျာတွေမြန်မာနိုင်ငံကိုနေရပြန်ပို့ရေးကတော့အစိုးရသည်တက်လာတဲ့အထိစောင့်ရပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီလိုဖြစ်လာဖို့အတွက်ကတော့အစိုးရရဲ့ပုံစံချမှတ်ထားတဲ့မူဝါဒတွေပေါ်မှာလုံးဝအမူတည်နေမှာဖြစ်ပါတယ်အာရခအစဉ်ကြံလန်းအာရခဒေသရဲ့အခြေအနေအရလူသားစာနာမှု ထထမှုဆိုင်ရာ အကူအညီတွေလိုအပ်နေတဲ့ဒေသတွေမှာပြိမိနေတဲ့ပြည်သူတွေစီကို အကူအညီပေးဖို့စဉ်ကြံလမ်းတစ်ခုတည်ဆောက်ဖို့လိုအပ်ခဲ့ပါတယ်။အဲ့ဒီလိုလိုအပ်ချက်ကိုကုလသမဂ္ဂထွေထွေအတွင်းမှုချုပ်အန်တိုနီယိုဂူတာရက်စ်က2025ခုနှစ်မတ်လမှာဘင်္ဂလားဒေ့ရှ်နိုင်ငံကိုတောရောက်ခေစဉ်ကကတိပြုခဲ့ပါတယ်။ဂူတာရက်စ်နဲ့အတူအမေရိကန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနမှအရာရှိ၃ဦးလည်းဧပြီလမှာလိုက်ပါခဲ့ပြီးစီမံကိန်းမှာအမေရိကန်ပါဝင်ပတ်သက်နိုင်တဲ့ဆိုတဲ့တန်တရားတွေမြင့်တက်လာခဲ့ပါတယ်။အမေရိကန်ဟာဖ ောင်းမားအက်ကိုပြဋ္ဌာန်းခဲ့ပြီးအမျိုးသားညီညွတ်ရေးအစိုးရ NUG တင်းသားလက်နက်ကိန်တပ်တွေနဲ့ PDF တပ်တွေကိုလူမသိစေတဲ့အကူအညီတွေထောက်ပံ့ဖို့ခွင့်ပြုခဲ့ပါတယ်။လူမသိစေဘူးဆိုတဲ့အတုံးနှုံးမှာ uniform ကြီးကတန်ချက်ကစစ်ကရေဒါစီးပစ်စင်ရပစ္စည်းတွေနဲ့ထောက်ပံ့ပစ္စည်းတွေပါဝင်ပါတယ်။တင်္ဂလာဒေ့ရှ်မှာအမေရိကန်ကအထောက်ပံ့တွေပေးနေတယ်ဆိုတဲ့သက်သေထားတာကတော့မရှိသေးပါဘူး။အမေရိကန်ကလည်း ဘင်္ဂလားဒေ့ရှ်ဟာလက်ခံထားတာမျိုးမရှိသေးပါဘူးအထူးသဖြင့်စစ်ပစ်စင်ရအထောက်အပံ့ဟာတတိယနိုင်ငံရဲ့အထူးခြားအနာနဲ့အမျိုးသားလုံခြုံရေးကိုထိခိုက်စေနိုင်တဲ့ထောက်ပံ့ရေးပစ္စည်းတွေကိုဘင်္ဂလားဒေ့ရှ်ပိုင်းတွေကိုအသုံးပြုခဲ့တယ်လို့တခြားနိုင်ငံတွေကယူဆသွားနေပါတယ် အဲ့ဒီလိုစွန့်စားပြီးလှုပ်ဆောင်တာကပုံတိုင်းမျက်စိထည့်ကိုရှင်းသွားသလို NDA ရှိနေတယ်လို့ဘင်္ဂလားဒေ့ရှ်ကသတိပြုမိပုံချပါတယ်။ဘင်္ဂလားဒေ့ရှ်ကိုဂျာခန်အဖြစ်အသုံးချပြီးဒေသတွင်းရှိအိန္ဒိယနဲ့တရုတ်ရဲ့အချိုးစည်းပွားတွေအပါအဝင်အင်အားကြီးနိုင်ငံတွေကြားနိုင်ငံရေးကစားခွေဖန်တီလာနိုင်ပါတယ်။အိန္ဒိယနဲ့တရုတ်စတိုစည်းပွားမြန်မာနိုင်ငံဟာတရုတ်အတွက်အရေးပါတာကို ရှင်းမှာဖော်ပြခဲ့ပြီးပါပြီ။တရုတ်နိုင်ငံရဲ့မဟာဗျူဟာစီးပွားရေးနဲ့ဒေသတွင်းစီးပွားရေးဟာ မြန်မာနိုင်ငံရဲ့ကောင်းမွန်တဲ့သဘောပတ်ဝန်းကျင်ပေါ်မှာအများကြီးမိခိုနေပါတယ်။ မြန်မာပြည်မြောက်ပိုင်းတရုတ်နေဆက်တချောင်းမှာရှိတဲ့တရင်သားလက်နက်ကိန်းအများစုဟာ CMEC နဲ့ထိထိရောက်ရောက်ဆက်ဆံနေပါတယ်။အာရိခဒေသမှာရှိတဲ့ CMEC ရဲ့ကိပါဖြစ်တဲ့ကြောက်ဖြူဟာလည်းအတူတူပါပဲ။ဒါဟာတရုတ်နိုင်ငံရဲ့ရုံနဲ့ပြည်ပြည်ခွေးနဲ့အမေလိုက်ဆိုတဲ့နေရာမှာကိုအမြဲတမ်းကျင့်သုံးနေတဲ့အကြောင်းပြရှိဖြစ်ပါတယ်။ဒါကြောင့်တရုတ်ဟာရွေးချယ်စရာတိတ်မရှိပေမဲ့မြန်မာစစ်တပ်နဲ့မဟာဗျူဟာမြောက်တန်တမာရေးအရာဆက်ဆံနေချိန်မှာတရင်သားလက်နက်ကိန်းတွေကိုလည်းတစ်ဖက်လက်နဲ့ထိန်းထားနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာအိန္ဒိယအချိုးစီးပွားတွေလေးအခြေပါလာပါလေမြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေဟာအိန္ဒိယနိုင်ငံအရှင်မြတ်ဒေတာကအိန္ဒိယအပေါ်မှာလေးတယောက်မှုတွေရှိပါတယ်အဲဒါကြောင့်မြန်မာပြည်မငင်းချမ်းသမျှအိန္ဒိယအခြေပဲ့နေဆက်တခြားလေးဘတော့မှတုံ့ကြုံတင်ငိမ်မှာမဟုတ်ပါဘူးမြန်မာနိုင်ငံဟာအိန္ဒိယကိုအချစ်တော်အရှာအချစ်အရှာဈေးကွက်တွေနဲ့ချိတ်ဆက်ပေးပြီးအိန္ဒိယအရှင်မူဝါဒရဲ့တက္ကပါလေးဖြစ်ပါတယ် အိန္ဒိယအမျိုးသားလုံခြုံရေးအမြင်ညာကြည်ရင်လေကလတန်ဘစ်စုံတုံးစီမံကိန်းဟာဆူလီဂူရီစင်ကြံလမ်းရဲ့ထင်းချောက်ခံရမှုကိုကြိုဖြတ်ဖို့ဖြစ်ပါတယ် ပြီးရင်ကာလကတ္တမှာအာရခဒေတာစစ်တွေကိုဝင်ရောက်ပြီးအဲ့ဒီကနေတဆင်မေဇိုရန်ဖြစ်နေဇိုရန်ပူကိုချိတ်ဆက်ပေးမှာဖြစ်ပါတယ်အဲ့ဒီစီမံကိန်းဟာအရှိပဲ့တစ်ခုလုံးကိုဝင်ရံထားတဲ့တရုတ်ကိုစိုးရိမ်နေတဲ့အိန္ဒိယအတွင်းဖြစ်ချင်းချစ်တစ်ခုလည်းဖြစ်ပါတယ်တက်တုံမြနုကွန်စစ်စင်ရဲ့အောင်မြင်မှုကမြန်မာစစ်တပ်ကိုအထင်နာစေခဲ့ပါတယ်နေ့ရှိဖြစ်ပွားနေတဲ့ပြည်တွင်းစစ်မှာမြန်မာစစ်တပ်ရဲ့အဓိကရှင်နေမှုတစ်ခုလည်းဖြစ်ပါတယ်အဲ့ဒီခုချိန်ထိမြန်မာစစ်တပ်ရဲ့အကြီးမားဆုံး နေပြူဟာအရာ ချက်ခွေမှုဖြစ်ပြီးသူ့ရဲ့နေမခံအချုံးမပေးတဲ့ပုံပြင်ကို ချို့ဖြစ်နေခဲ့တာတန်တရာဖြစ်စရာမရှိပါဘူးအချိန်မှာတချိန်မှာတပုံအဖွဲ့တွေနဲ့ PDF တွေဟာလေတိတ်ပွေးမှာအင်အားကြီးတဲ့မြန်မာစစ်တပ်ကိုတိတ်ပိတ်နေနေဆိုတာခံစားလာရစေပါတယ်အာရိကတပ်တို့ဟာအာရိကဒေသတစ်ခုလုံးလွတ်မြောက်အောင်လှုပ်ဆောင်ပြီးမြန်မာနိုင်ငံရဲ့နေရောင်ခြည်အောက်မှာသူ့ရဲ့ခံကဏ္ဍကို ်တက်တည်ထူလာနိုင်ပါတယ်။ရိန်ဂျာတွေအတွက်ကတော့အနာဂတ်မှာတိကျတဲ့ကတိကဝတ်မရှိသေးပါဘူး။အမေရိကဒေသဟာအလုံးပါဝင်တဲ့အစိုးရအဖွဲ့ကိုဖွဲ့စည်းပြီးအချုပ်မေလို့ကတိပေးထားပေမဲ့ရိန်ဂျာတွေအပေါ်လူခွင့်ရေးရှုတ်ဖောက်မှုတွေရှိနေတယ်လို့စစ်တမ်းတချို့ကနေဆက်ဆွေးကြပါတယ်။အမေရိကတပ်တွေကိုဒိန်သားလက်နက်ကိုင်အဖွဲ့ဖြစ်အသိမှတ်ပြုပြီးအထူးအချုပ်ရေးနေမြေအဖြစ်ခွင့်ပြုလာမယ့်အနေထားဟာလေနောက်တစ်ဆင့်မှာဖြစ်လာနိုင်ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလအနာသိမ့်မှုဟာမြန်မာစစ်တပ်အတွက်အမျက်ထည်အချုံပုံများခဲ့ပါတယ်။ အမြန်လုံးလိုက်ပြီးနောက်ဆက်တွေရလက်ကို မခံမှန်းမိတာကြောင့်တေချာစီမံမထမ်းနိုင်ခဲ့ပါဘူး။မူလအနေထားဆုံးရှုံးရတာအပြင်တင်းသားလက်နက်ကိန်းအဖွဲ့တွေနဲ့ပြည်သူလူထုအောင်ချမှုတွေဟာမြန်မာစစ်တပ်ပြန်တင်ရမယ့်သင်ခန်းစာတွေဖြစ်ပါတယ်။မြန်မာစစ်တပ်ဟာအစိုးရအုပ်ချုပ်ရေးနဲ့စစ်တပ်တခုကိုထိန်းသိမ်းရမှာအလွန်ကျွံအစွန်းကုန်အထောက်နေရတာသိတာနေပါတယ်။စစ်တုံးများနဲ့ခွန်စစ်စင်ကြီးဟာမြန်မာစစ်တပ်ရဲ့ ိနှိပ်မှုတွေကိုတင်းမခံနိုင်ပေရက်တီကြားတဲ့ပြည်သူလူထုရဲ့ဆန္ဒကိုထင်ရှားစေခဲ့ပါတယ်အနာဂတ်မှာလိုအပ်လာပါကအလားတူတုံ့ပြန်နိုင်တဲ့စွမ်းရည်ကိုဒီတက်တည်ပြခေကြတာဖြစ်ပါတယ်ထစ်မှာဖော်ပြခါတွေအလုံးဟာမြန်မာစစ်တပ်ရဲ့အချုပ်မှုနေရတွေကုံဆုံပြီးစစ်တမ်းလျားတွေကိုပြင်ရမယ့်အချိန်ရောက်ပြီလို့မြန်မာစစ်တပ်ကိုခိန်လုံတဲ့တတင်းစကားပေးပို့ခဲ့တာပဲဖြစ်ပါတယ်ချာကီခရန့်ဟာစာရေးဆရာနဲ့အိန္ဒိယစစ်တပ်ရဲ့ဒုတိယဗိုလ်ချုပ်ကြီးအငိမ့်စားအရာရှိသူဖြစ်ပါတယ်မူရင်းစာရေးသူရဲ့ အပေါ်တိုင်းဖော်ပြထားခြင်းဖြစ်ပါတယ်ဒီဆုံးပါမှာရဟင်းကျောင်းတို့တုံ့နှုတ်ထားတာအားလေးဦးရဲ့ဇာယသူရဲ့အပေါ်တိုင်းဖြစ်ပါတယ်အဆုံးထိနားဆင်ပေးခဲ့ကြတဲ့တော်လိုင်းမိဖပြည်သူညီကုံမတော်များအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်အားရကပြည်သူပြည်သားများနေတော့ကျွန်မပြည်သူပြည်သားများအားလုံးကိုပေးကင်ကျမ်းမာကြပါစေခင်ဗျာ